TikTok video တွေကတက်တည်ပြနေတဲ့ simulation theory မင်္ဂလာပါဘာမဆံများကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူကြီးမင်းတို့ရောလက်တွေ့ဘဝတွေကထူးဆန်းတဲ့ချုပ်ရင်းမှုတွေကိုကြုံမှုပါသလားခင်ဗျညာကြီးတကောင်မှာကောင်းငင်ကြီးကထိန်ထိန်လင်းပြသွားတာမျိုးဒါမှမဟုတ်ကိုမှန်ထဲမှာတော့နင်းတွေကြနေတာမြင်ရပြီးဘယ်တမှမဟုတ်ပြန်မှာတော့ခြောက်တွေ့နေတာမျိုးလေထဲမှာငှက်တကောင်ရက်နေပြီးအချိန်တွေရက်သွားသလိုမျိုးဒါမျိုးတွေမြင်မှုကြုံမှုပါသလား ဒါတွေကအသေးပင်စိတ်ကူးရင်ရုပ်ရှင်တွေကပြောက်ွက်တွေမဟုတ်ပါဘူးတကယ်တော့ဒါတွေက TikTok မှာမျှဝေထားတဲ့တကယ့် video file တွေပါဒီ video တွေကြောင့်လူတွေကစဉ်းစားမိလာကြတယ်ကျွန်တော်တို့ကတကယ်လက်တွေမဟုတ်ပဲဖန်တီးထားတဲ့လက်တွေဘဝပုံစံ simulated reality ထဲမှာနေနေကြတာလားဆိုပြီးတော့ပေါ့ကဲ matrix တဲ့က glitch လို့ပြောရမလို့ဖြစ်နေတယ် imdan အံ့ဩစရာကောင်းပြီးရှုပ်ထွေးစေတဲ့ video တချို့ကိုအတူတူလေ့လာကြည့်ကြရအောင်မိဆွေအကိုမေးနေတဲ့ငါ တတော်ကတယောက်ဖြစ်တဲ့ Ruben V. Harris စီကဗီဒီယိုကတော့အခုတည်းမှာ online 6သွားစင်နိုင်ဆုံးဗီဒီယိုတွေကတခုပါငါးကန်တွေကရေတွေကိုထုတ်လိုက်တဲ့အခါငါးတွေအားလုံးကရေနဲ့တူအောက်ကိုနှိမ့်ချသွားကြပါတယ်တကောင်ကလွယ်လို့ပေါ့ဒီတကောင်လေးသုံးငါးကရေမထုတ်ခင်ကသူရှိနေခဲ့တဲ့အမြင်တိုင်းမှာပဲဆက်ရှိနေခဲ့ပါတယ်ရီရီပြောက်ွယ်သွားတာကိုသတိမထားမိလိုက်တလို့မျိုးပါပဲ။သူကတကယ်ရီမင်းနဲ့ပြင်းအပေါ်ဘက်မှာဆက်ပြီးလှလှပပကိုးခန့်နေတော့ပါပဲ။နောက်ထပ်ဒေါင်းတနေအောင်ကြီးလိုက်တော့ပိုတော်ထိုးသားမှသေးတယ်။ တခြားငါးတွေကမြေဆွဲအားရဲ့စီမင်းတိုင်းအားလုံးမျောလင်းထားသလိုအောက်ကိုဆင်းသွားကြပါတယ်။ဒါပေမဲ့ဒီငါးကားတို့အပေါ်ဘက်ကိုလေယာဉ်နဲ့တသက်ကြီးဖြစ်နေတဲ့နေရာတွေကိုပဲကူးတက်သွားပါတယ်။ဒါကသူ့ကိုငါးကန်တွေကတခြားအရာတွေနဲ့မတူပဲကုတ်ရည်သွင်းခံရရသလိုထူဆန်းသွားစေခဲ့တာပါ။မန်တွေကနင်းကြတဲ့ထင်အောင်ထင်မှောက်မှု နောက်တစ်ခုကတော့အမှန်တချက်နဲ့အပြင်းမာတကယ်မရှိတဲ့နင်းကြရဖြစ်ရတွေပါဝင်နေတဲ့စေဝင်စားစရာအဖြစ်ပြတခုပါဒီပြည်ထဲမှာဆိုရင်မဲရဲ့ပုံရင်ထဲမှာနင်းတွေကြားနေတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပေမဲ့အပြင်းကတကယ်လောကကိုပြည်ထဲပေါက်ကနေလှည့်ကြည့်လိုက်တဲ့အခါမှာတော့နင်းတမျိုးမှမရှိကင်းစင်နေတဲ့ပုံမှန်အခြေအနေကိုပဲတွေ့ရပါတယ်စောနာမျက်စိရှိကနင်းပွင့်လေးတွေလည်းမရှိတော့ပါဘူးအေးတက်လည်းမရှိနေခဲ့ပါဘူးအရာအလုံးကပုံမှန်ပါပဲဒါကသာ glitch ဆိုရင်တော့တော်တော်လေးငြိမ်းချမ်းတဲ့ glitch လို့ဆိုရမှာပါပဲ အရှုပ်ရှင်းမရှိနေခဲ့တဲ့တန်းမရှိပဲသောင်းရတီးရဲ့အလှကိုခံစားရတဲ့စိတ်ကူးမျိုးကအိမ်မက်တစ်ခုလိုပဲမဟုတ်လားဗျာကားလန်းတွေနင်းရှင်းစရာမလိုလက်တွေအေးအေးတန်းနဲ့ကွဲရစရာမလိုဆိုကျွေးနေတဲ့ခြေအိတ်တွေလည်းမရှိဘူးပေါ့တကယ်လို့ဒီလိုမျိုး simulation ချိုးရဲမှုတွေသာဂျုံရမယ်ဆိုရင်တော့မဆိုပါဘူးမကြာခဏဂျုံရင်းစရာတော့ကောင်းပါသေးတယ်အချိန်ထဲမှာခဲနေခဲ့တဲ့အမျိုးသမီးတတော်ကတယောက်ပြတဲ့ရဲ့ lighter always တင်ထားတဲ့ video file တခုမှာတော့အမျိုးသမီးတယောက်လမ်းလေကောင်မှလုံးဝမလုံမရှက်ရက်နေတာကိုတွေ့ရပါတယ် ဒီတိုင်းရနေတာမျိုးမဟုတ်ပဲခဲနေတယ်လို့မျိုးပါခြေထောက်ကိုချိန်ထားတဲ့ပုံစံကအစက်ကအနေကထပ်ပေါ်ပြီးဟန်ချယ်ထိန်းထားဖို့မဖြစ်နိုင်တဲ့ပုံစံမျိုးပါသူကဗီဒီယိုမြိုက်ခင်ကလေးကအဲ့ဒီပုံစံတိုင်း10မိနစ်ကျော်ကြာရပ်နေကြတာလို့ဆိုပါတယ်ပြီးတော့ရုပ်ရည်ကြီးပဲသူကပုံမှန်ပြန်ဖြစ်သွားပြီးလမ်းဆက်လျှောက်သွားခဲ့ပါတယ်ဘာရှင်းပြချက်မှမရှိခဲ့ပါဘူးဘာတုံ့ပြန်မှုမှလည်းမပြခဲ့ပါဘူးဘာမှမဖြစ်ခဲ့သလိုမျိုးပဲလှုပ်ရှားမှုတွေပြန်စားသွားခဲ့တာပါ။ဒါကတော်တော်လေးစိတ်ထဲမှာထူးဆန်းပြီးမလုံမလဲဖြစ်စေတဲ့ creepy video မျိုးပေါ့။ ညာဘက်ကိုအခံပြတင်းပေါက်ကနေဒီလိုမြင်ကွင်းမျိုးတွေးလိုက်ရရင်ဘလောက်တော့ကြောက်စရာကောင်းလိုက်မလဲဆိုတာစဉ်းစားသာကြည့်လိုက်ပါတော့လူသားစင်းညံပေါ်မှာရက်တန့်နေမှု user anno 15754h9 ရဲ့ video တခုမှာတော့အမျိုးသမီးတယောက်လူစီကားရဲ့ဇင်းညံလမ်းပေါ်မှာခြေလမ်းတဝက်တန်းလမ်းကြီးနဲ့ရက်တန့်နေတာကိုပြသထားပါတယ်ဒါက video ကိုခဏရက်ထားတာမျိုးမဟုတ်ဘူးနောက်ခံမှာကားတွေကမောင်းသွားနေကြပါတယ်သူကအဲ့ဒီနေရာမှာပြေးမိနေတယ်လို့မျိုးပြလောကမလုံးမရှက်တစုံတယောက်ကသူ့ရဲ့အစကောင်ခလုတ်ကိုခဏရက်လိုက်တယ်လို့မျိုးပေါ့ ဟုတ်ပြီအရေးကြီးတဲ့တစ်ချက်သူစပင်ကရောအဲ့ဒါကလည်းလုံမနေပါဘူးဒီအသေးစိတ်အချက်အလက်လေးတစ်ခုနဲ့တည်း online မှာအပြင်းထန်ငြိမ်းချမ်းမှုတွေဖြစ်ပွားခဲ့ပါတယ် TikTok ရဲ့အဆိုအရသူ့ဗီဒီယိုမြိုက်ခင်ကလေးကအဲ့လိုရက်နေကြတာ10မိနစ်ပြည့်နေပါပြီတဲ့နောက်ဆုံးမှတော့သူလမ်းပြန်လျှောက်သွားပါတယ်ရိုင်းလင်းတာမျိုးလည်းမရှိဒုံဆိုင်တာမျိုးမရှိပုံမှန်တိုင်းပဲပြန်ဖြစ်သွားတာပါတကယ်လို့ဒါကဖျော်ပြတင်ဆက်မှုအမှုပညာ performance app တာဆိုရင်တော့တကယ်ကိုဆရာကြားလုံးပါလေမဟုတ်ဘူးဆိုရင်တော့လာဒါကတော်တော်လေးစိတ်နှုတ်ရှက်ဖြစ်စရာပဲဗျ အချိန်ထဲမှာခဲသွားတဲ့ငှက်အသုံးပြုသူ Blue French Horn 26စီကဗီဒီယိုဖိုင်တစ်ခုမှာတော့ငှက်တကောင်ဟာလေထဲမှာအချိန်တွေရပ်တန့်သွားသလိုမျိုးမလုံမရှက်ဆိုင်းငံ့နေတာကိုပြသထားပါတယ်။ဒါကိုသူတစ်ယောက်တည်းမြင်လိုက်ရတာလည်းမဟုတ်ပါဘူး။အနာကလမ်းသွားလမ်းလာတွေတော့လှုပ်လှဆားတွေကိုရပ်ပြီး energy စိုက်ကြည့်နေကြပါတယ်။တယောက်ဆိုကားပေါ်ကနေစင်ပြီးတပ်ပုံတော့ရိုက်သွားပါသေးတယ်။ဒါကိုမမများကျုပ်လိုဟာမျိုးနဲ့ချိန်ထားတာဖြစ်နိုင်မလား။ ။ဒါကြောင့်တန်လျာရှိသူတွေကတော့ဟုတ်တယ်လို့ဆိုကြပေမဲ့ဗီဒီယိုထဲမှာတော့ဒီလိုအရေးအယံမျိုးလုံးဝမတွေ့ရပါဘူး။ရိန်ထိုးနေတာမရှိဘူး၊လှုပ်ရှားမှုမရှိဘူး။လုံးဝငြိမ်သက်ပြီးကောင်းဝင်မှာချိန်ဆွဲထားသလိုမျိုးပဲဗျ။ဒီလိုပြည့်ရမျိုးကဒါပရမသုံးချိန်တော့မဟုတ်ပါဘူး။တခြားဗီဒီယိုတွေမှာလည်းငှက်တွေကရုပ်ရှင်တွေကခဏရက်ထားတဲ့ပြောက်ွက်တွေလိုမျိုးရက်ဝဲနေပုံတွေကိုရိုက်ကူးမိတာတွေရှိပါတယ်။တကယ်လို့ဒါကမျက်လည်းဒါမှမဟုတ်ထင်အောင်ထင်မှားမှုတစ်ခုဆိုရင်တော့တော်တော်လေးကိုပြင်မျိုးမဲမတင်လို့ပြနိုင်တာပဲလို့ဆိုရမှာပါ။ တပုံကနေကားရီဒီယိုပဲရှိနေတယ်ရက်ကွက်နောက်တစ်ခုကတော့ Lindo Han စီကဗီဒီယိုဖိုင်ပါသူကထူဆန်ပြီးခြောက်ခြားစရာတစ်ခုကိုတရိပ်ထားမိခဲ့ပါတယ်မြို့ပြတိုက်ခန်းတွဲရက်ကွက်တစ်ခုမှာအိမ်တိုင်းရဲ့ကားဝင်ပေါက်တိုင်းမှာကားမော်ဒယ်တစ်မျိုးတည်းကိုပဲရက်ထားတာတွေ့ခဲ့ရတယ်ဆိုပါတော့ကွဲပြားတာဆိုလို့အယောင်တွေပဲရှိပါတယ်ကားအလုံးကသူတို့ပါကင်နေရာတွေထဲကိုနောက်ပြန်ဝင်ပြီးရက်ထားကြတာပါဘယ်ကားမှရှေ့လည်ထားတာမရှိပါဘူးဒါကလူနေရက်ွက်တစ်ခုနဲ့မတူပဲဗီဒီယိုခိုင်းတစ်ခုအတွက်စမ်းသပ်ပုံဖော်ထားတဲ့ Das Rendering မြင်ကွင်းတစ်ခုနဲ့ဖော်တူနေပါသေးတယ် ဒီလိုရက်ွက်မျိုးတွေကပုံစံတူအိမ်တွေနဲ့ရှိနေတာနဲ့တင်ကိုတစ်ခုနဲ့တစ်ခုပုံတူကူးထားသလိုမျိုးခံစားချက်ပေးနေတာပါဒါပေမဲ့ဒီပုံစံနဲ့ကားတွေကိုညီညီညာညာတွေ့လိုက်ရတာကတော့ဒီထူးဆန်းမှုကိုနောက်တစ်ဆင့်ထပ်တွေ့လိုက်သလိုပါပဲဘာဝင်အားဖြစ်ပေးတယ်လို့ဘာလို့ပေါ့တယောက်ယောက်ကရက်ွက်တစ်ခုလုံးကိုဝယ်လိုက်တာလားဒါမှမဟုတ်ကားရောင်းကိုစလေရဲ့ခင်းချင်းပြသတဲ့နေရာပဲလားဒါမှမဟုတ်သူတို့ကဒီ simulation တွေကပုံဖော်မှုအမှားယွင်း rendering error တခုကိုကြည့်နေမိတာပဲလားမယူရရတော့တဲ့လေရင်ပြန် တက်တော်ကတယောက်ဖြစ်တဲ့တန်ညာဒရော့စ်ကလည်းချီကာဂိုမြို့ကောင်းဝင်ရံမှာအလားတူထိုးစန်းတဲ့အဖြစ်တစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါရီ။နေပြည်တော်မလန်မကန်မှာရှိတဲ့လေရင်တစ်စင်းကအဲ့ဒီနေရာမှာရင်ရက်နေခဲ့တာမျိုးပေါ့။လေထဲမှာဝဲနေပေမဲ့ခဲနေသလိုပါပဲ။အဝေးကြီးမှာရှိတဲ့လေရင်တွေကမျက်စိအမြင်လှည့်သားမှုကြောင့်ရက်ပြီးနေသလိုထင်ရတာမျိုးကတိမ်မထိုးစန်းပေမဲ့ဒီတစ်ခါကတော့မထူပါဘူး။လေရင်ကအနီးလေးမှာရှင်းရှင်းလင်းလင်းမြင်နေရပြီးတတိတသာကြီးကိုမရွေလျားပဲရက်တက်နေခဲ့တာပါ။ဒါကထင်အောင်ထင်မှားမှုတစ်ခုလား။ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ခံစားလိုက်ရတာကဗီဒီယိုဂိမ်းတွေကပုံဖော်မှုမပြည့်စုံသေးတဲ့ Now Fully Rendered မြင်ကွင်းတစ်ခွက်ပုံစံနေခဲ့ပါတယ်။တကောင်ရဲ့နေ့အလင်းရောင်အရန်ကိုထူဆန်းတဲ့ကောင်းငင်ကိုရိုက်ကူထားတဲ့ဗီဒီယိုတစ်ခုမှဆိုရင်လူတစုဟာညာဘက်အပြင်မှာဆူဝင်းနေကြရင်တခုခုမားနေသလိုခံစားခဲ့ကြရပါတယ်။အချိန်ကညာဘက်ဆိုရာတေးကြနေပေမဲ့ကောင်းငင်ကြီးကရုတ်တရက်ဆိုသလိုမယုံနိုင်စရာထိန်လင်းတော့ပါတဲ့အပြာရောင်ဖြစ်ပြောင်းသွားခဲ့တာကိုဒါအားလျက်စီလက်တာနဲ့မထူပါဘူး။ မောင်ရအားနဲ့နေလင်းရောင်ကိုရုတ်တရက်မိခလုတ်ဖွင့်လိုက်တယ်လို့မျိုးပေါ့ခဏကြာမှပဲအရာအလုံးကယုတ်ချီးဆိုသလိုမှောင်မိုက်သွားပြန်ပါလေရောဟုတ်ပါတယ်မောင်နှိုင်းထဲတွင်နဲ့ရမန်ရန်ကလျှက်စီလက်တာမျိုးတွေရှိနေခဲ့ပေမဲ့အဲ့ဒီအလင်းရဲ့ပြင်းအားနဲ့လွမ်းချုံနိုင်သောကတော့အရှင်းပြလို့မရနိုင်လောက်အောင်ပါပဲကောင်းဝင်တစ်ခုလုံးကိုနေကင်းကြောင်တောင်လိုလင်းထိန်သွားစေနိုင်တဲ့ဓမီမျိုးမရှိဘူးဆိုတာတော့အားလုံးသိကြမှာပါ အရင်းညာရိုက်ကူးမိတဲ့ပုံရိပ်တွေကကဘာပြတ်တော့မဲ့အစားလိုမျိုးဒါမှမဟုတ်ကျွန်တော်နေထိုင်နေတဲ့ဒီဖန်တီးထားတဲ့ကဘာကြီးရဲ့စနစ်ကိုအစင်းမြင့်တင် system update လုပ်လိုက်တယ်လို့မျိုးပါပဲကိုပြောက် covid ကကယ်လီဖိုးနီးယားပြည်နယ် fresno မျိုးကအသုံးပြုသူ break and port ကလည်းလူကြီးများကြီးတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပါရယ်အရာကဗီဒီယိုမောက်တစ်ခုရဲ့မှန်ပေါ်မှာပေါ်နေတဲ့လေမယောင် covid ကရဲ့အရေးပုံရိပ်တစ်ခုပါဒုသနာကအရိကာကကားရဲ့နားတဲ့နေရာမှာတကယ်ရှိမနေတာပါပဲ တဘာတုကမရာကိုကားပါခင်ထဲမှာအချိန်တော်တော်များများဟိုရွှေတီရွှေရိုက်ပြရင်းနဲ့စိတ်ရှုပ်တွေးစွာနဲ့ဒီကားပမာလဲကွာလို့ထက်ခါထက်ခါပြောနေကြတာကိုတွေ့နိုင်ပါတယ်။ကောမန်ရေးခဲ့သူရာပေါင်းများစွာကဒါကိုအိဗေဖော်ဖို့စူးစမ်းခဲ့ကြပါသေးတယ်။တချို့ကမမရတဲ့ကားတွေကြောင့်နောက်ပြောင်းရေးကြတာပေါ့။တခြားသူတွေကတော့ပဝင်းကြီးကထူးဆန်းတဲ့အသေးစိတ်အချက်လက်တွေကိုထောက်ပြကြပါတယ်။ခုံတန်းလျားပေါ်ကလူရုပ်တုနှစ်ခုလုံးမျိုးကြီးစုသူတယောက်ကစာတွက်တဲ့ငှက်တွေအထွက်ဖြစ်မှဘောလုံးနောက်ပြောင်းရေးပေးခဲ့တယ်။ငှက်ရေချိုးကန်ဆိုင်းဘုတ်လိုမျိုးပေါ့။ သူပဲဝင်းကြီးမြင်ကွင်းတစ်ခုလုံးကတစ်ခုခုလွဲချော်နေသလိုပါပဲ။ကာယနာကွင်းတစ်ခုလုံးကိုကစနေမားရွေးမိပြလိုက်သလိုမျိုးလောက်တဲ့ incorrectly ခံစားရစေလိုက်တဲ့အခိုက်အတန့်ပေါ့။တဲရေ၆တဲ့ခရင်နောက်ဆုံးတစ်ခုကတော့လေးပေါ်မှာပြန်ဝဲနေတဲ့ခရင်ပါ။ negative swift တင်ထားတဲ့ဒီဗီဒီယိုမှာတော့ခရင်တစ်ချောင်းကဘယ်စားတော့ဖွဲရပစ္စည်းကရိယာမှမလုပ်နိုင်တဲ့အရာတစ်ခုကိုလှုပ်ပြနေပါလေ။သူကလေးပေါ်မှာဝဲနေတာပါ။အတီပေါကြီးရွေလျားနေကြတာပါ။အမေလှည့်အောင်လှည့်လိုက်သေးဗျ။အကောင်လုံးကသူ့လိုလိုနေရင်းကိုဖြစ်နေတာပါ။ ဒီအဖြစ်အပျက်ကနီကိုကတရေ6တယ်လို့ဆိုထားတဲ့အင်တလုံးမှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။တကယ်လို့ဒီဗီဒီယိုသာတက်သေးဆိုရင်တော့အရင်မှာထိုးသန်းတဲ့တခုခုတော့တကယ်ဖြစ်နေတာသိကြပါတယ်။ဒီခရင်ကယုတ်တိဗေဒမြေဆွဲအားနဲ့ရှင်ပြချက်အားလုံးကိုစန့်ကျင်နေပါတယ်။ဂျိုးတွေလည်းမမြင်ရပါဘူး၊လက်ကွက်တွေလည်းမပေါ်လွင်လာပါဘူး။ကျွန်တော်ထင်သားသလောက်တကယ်ဖြစ်ချင်မှဖြစ်မယ်။လောကကြီးတွေကနောက်ထပ်ထိုးသန်းတော့တဲ့အခိုက်အတန့်တစ်ခုပါပဲ။ ကဲလူကြီးမင်းတို့ရောဘယ်လိုထင်ပါတလဲဒါရီအလောင်းကလိမ္မာပါနေတဲ့မျက်လဲတွေနဲ့ဖြစ်တောင့်ဖြစ်ခဲ့တိုက်ဆိုင်မှုတွေပဲလားဒါမှမဟုတ်ဒီထက်ပိုကြီးမားတဲ့တစ်ခုခုဖန်တီးထားတဲ့လောကဆီမူလေးရှင်းတစ်ခုခုရဲ့တပ်တွေတွေလား matrix တဲကချုပ်ရွေးမှု glitch တစ်ခုလားလက်တီဘွားရဲ့အကွဲအကြောင်းတစ်ခုလားပြီးတော့ပိုရေးကြီးတာကလူကြီးမင်းတို့ကိုယ်တိုင်ကောဒီလိုမျိုးတစ်ခုခုကိုချုပ်မှုပါသလားတကယ်လို့ဆရာသမားတို့မှကိုယ်ပိုင်တပ်တွေတွေရှိတယ်ဆိုရင်ဓာတ်ပုံတွေဗီဒီယိုတွေဒါမှမဟုတ်ဒီလိုဇာတ်လမ်းလေးတွေပဲဖြစ်ဖြစ်ကောမန့်မှာခြံခဲ့မျှဝေပေးခဲ့ကြပါအောင်ခင်ဗျာ ဒီနေ့ကျွန်တော်တို့လေထံကုန်းကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ